မင်္ဂလာပါတကယ်တကယ်ကျင်းစကနေကြည့်ကြပါရယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ဒီ macro strategy ရဲ့ bitcoin တွေ degradation ထိနိုင်တာဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပြောပြခဲ့ပါပြီအခုဒီဗီဒီယိုမှာတော့ဒီအထက်မှာထွက်နေတဲ့သတင်းတွေဖြစ်တဲ့ဒီ MSCI ဆိုတဲ့ index fund ကနေဒီ macro strategy ကိုသူတို့ဆင်းနေကနေဖဲထုတ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်တကယ်လို့သားလို့ဖဲထုတ်ခဲ့မယ်ဆိုလို့ရှိရင် macro strategy ပေါ်ဘယ်လိုတည်ရမှုတွေရှိနိုင်မလဲပြီးတော့သူနဲ့ဆက်ဆက်နေတဲ့ Bitcoin market ပေါ်မှာရောဘာတည်ရမှုတွေရှိနိုင်လဲဆိုတဲ့အကြောင်းအရာအနေနဲ့ပတ်သက်ပြီးတော့အခု TV တွေမှာပြန်ပေးသားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဒီ MSCI ဆိုတာဘာလဲပေါ့နော်ဒီ MSCI ဆိုတဲ့ဟာကဒီ investment research fund တခုပေါ့နော်သူကဒီ strategic company တွေရဲ့ဒီ performance analytics တွေပြီးတော့ portfolio risk တွေကိုသူတို့က research လုပ်ထားတဲ့ index fund တစ်ခုပေါ့နော်နိစ္စံဥပမာပေးရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်အရင်ဗီဒီယိုတွေမှာ ပြောလို့ရှိတယ်ဒီ SME 500 ਨੇ အနည်းငယ် similar ဖြစ်တယ်လို့ပြောလို့ရတယ်ဒါအတိအကျတော့မတူဘူးပေါ့เนาะ SME fund address ဆိုတာကတော့ဒီထိပ်ပန်း company 900ရဲ့ဒါ index တွေပြီးတော့သူ့ရှိမှာတော့ဒီ ETF အနေနဲ့ company share တွေပါဝယ်လို့ရတယ်။ဒီ MSCI ကျတော့သူကတော့ဒီ index fund ပဲ။သူ့ရဲ့ index စင်းထဲမှာပါတယ်ဆိုလို့ရှိရင်ဒီ ADI stock share company နေနဲ့ reputation ကောင်းတယ်။ပြီးတော့တခြား investment fund တွေဖြစ်တဲ့ဒီ financial institution ကြီးတွေဒါ hedge fund တွေ pension fund တွေကပဲလို့ financial institution ကြီးတွေအနေနဲ့ဒီ MSCI စင်းထဲမှာပါတယ်ဆိုလို့ရှိရင်ဒါ investment လုပ်ဖို့ပဲ reliable တစ်ခုရှိတယ်လို့ပြောလို့ရတယ်။ အဲ့တော့ MicroStrategy ကဒီ MSCI ဆင်းရဲနဲ့မှာဒီနေ့ဒီချိန်ထိပါနေဆဲပဲပေါ့နော်အဲ့တော့အခုလောဆယ်ပြဿနာကဘာလဲဆိုတော့ဒီ MSCI ရဲ့ဒီဆင်းရဲနဲ့ကနေ MicroStrategy ဆိုတဲ့ company ကိုဖယ်ထုတ်နိုင်ခြင်းရှိတယ်ပေါ့အဲ့တော့ဘာကြောင့်လဲဆိုတော့အခုသူတို့တွေကဒီ2025 October လမှာသူတို့ရဲ့ rules တွေကိုပြောင်းလဲလိုက်တယ်ပေါ့နော်အဲ့ဒီ rules ကဘာလဲဆိုတော့ community ရဲ့ပိုင်ဆိုင်ထားတဲ့ data total assets ရဲ့90%ခန့်နှုန်းနဲ့အထက်ကဒါ Bitcoin နေဖြစ်နေမှာပေါ့ ၅၀ခန်းနှုန်းနဲ့အထက်ကဒါ Bitcoin တွေဖြစ်နေမယ်ဆိုလို့ရှိရင်တို့ကဒါ operating company အနေနဲ့ယူဆလို့မရတော့ဘူးဒါ investment fund အနေနဲ့ယူဆရမယ်ဆိုပြီးဒါတို့ရဲ့ rules ကိုပြောင်းလိုက်တာပေါ့နော်ဒီလို rules ပြောင်းလိုက်တာကဒီ micro strategy အပါအဝင် Bitcoin treasury company တွေနဲ့တွားပြီးတော့မှညှိနေတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ Bitcoin treasury company တွေကသူတို့ရဲ့ operation ကနည်းနည်းနဲ့ဒီ Bitcoin investment ကဒါများများဖြစ်နေတာပေါ့နော်။ဘာလို့လဲဆိုတော့သူတို့တွေက Bitcoin ကို reserve asset အနေနဲ့သူတို့ဝယ်ထားတယ် Bitcoin ဈေးတက်တယ်တက်တဲ့ခါမှာသူတို့ဘုံတွေထုတ်ရောင်းလဲပြီးလဲပြီးတော့နောက်တစ်ခါ Bitcoin တွေထပ်ဝယ်တယ်။အဲ့လိုကနေသူတို့ရဲ့ balance sheet ထဲမှာဒါ Bitcoin ပိုင်ဆိုင်မှုကအရကန်တော့အများသွားတာ။ Micro strategy ဆိုလို့ရှိရင်သူ့ရဲ့ပိုင်ဆိုင်မှုကဒီ90 to 95%က Bitcoin နဲ့။နော် Bitcoin မှာဒါ6သိန်းကျင်တော့ရှိတယ်။ အဲ့ဒါဆိုတော့တကယ်လို့သာဒီ MSCI ရဲ့ rules ကိုစစောလိုမျိုးပြောင်းလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ rules နဲ့တွန်းကြည့်နေတယ်။ Microsoft တရားတာအကိုးစရာကိန်းတော့နဲ့တဲ့။ဆရာကိန်းတော့နဲ့အထက်ဆိုလို့ရှိရင်ဒါ operating company မဟုတ်တော့ဘူး။ဒါ investment fund ဖြစ်သွားမယ်ဆိုတဲ့ rules နဲ့တွန်းကြည့်သွားတာပေါ့နော်။အဲ့တော့ Microsoft Strategy လိုမျိုးဒီလိုမျိုး company ကဒါ Microsoft Strategy တစ်ခုတည်းမဟုတ်ဘူး။အဲ့ဒီ rules နဲ့တွန်းကြည့်နေတဲ့ company ပေါင်းစုစုပေါင်း38ခုလောက်ရှိတယ်။ ဲ့တော့ဒီလိုမျိုးဒီ rules တွေအပြောင်းအလဲလုပ်ပြီးတော့ listing ကနေဖယ်ထုတ်တယ်ဆိုတဲ့အကြောင်းအရာတွေမှာဒါတခြားအကြောင်းအရာတွေလည်းပါမယ်။ဘာကြောင့်လဲဆိုတော့ဒီ MSCI ရဲ့နောက်ွယ်ကအဓိကပိုင်ဆိုင်တဲ့အားတွေကတကယ့် banking တွေဒီ BlackRock တို့ပြီးလို့ရှိရင် JP Morgan တို့တကယ့် company ကြီးတွေ။အဲ့တော့တကယ့် company ကြီးတွေကဒီလိုမျိုးဒါ MicroStrategy လိုမျိုး Bitcoin Treasury company တွေဒါတိုးတက်လာတဲ့အားကိုသူတို့လုပ်လို့ရတဲ့ဘောင်တွေကနေဒါသူတို့ကတမင်ထုတ်ချတဲ့ပုံစံမျိုးပေါ့နော်။ အဲ့တော့တကယ်လို့ဒါအဲ့လိုမျိုးဖယ်ထုတ်ကန်ရနိုင်ပြီဆိုလို့ရှင်ဘာဖြစ်နိုင်လဲပေါ့နော်အဲ့တော့ glossen ထွက်နေတဲ့သတင်းတွေအရဆိုလို့ရှင်ဒါ MSCI index တစ်ခုထဲမှာပဲပေါ့နော် တကယ်လို့ဒါအဲ့လိုမျိုး MSCI လိုမျိုးဒါ index တွေအများကြီးပဲဒါ MSCI ကနေဒါဖယ်ထုတ်ကန်ရနိုင်ပြီဆိုလို့ရှင်ဒါတခြား index တွေကလည်းတကယ်လို့အဲ့လိုမျိုးဖယ်ထုတ်လိုက်ပြီဆိုလို့ရှင်သူ့ impact ကဒါပိုကြီးနိုင်တယ်ပေါ့နော် glossen ဒါလက်ရှိသတင်းတွေအရဆိုလို့ရှင်တော့ဘာလဲဆိုတော့ဒီ MSCI တစ်ခုထဲကနေဖယ်ထုတ်တာနဲ့တင်ဒါ outflow ဒါ selling pressure 2.8 billion ကနေ 8.8ဘီလီယံကျန်လောက်ဖြစ်ဖြစ်နိုင်မယ်။အခုလောစံတော့ဒါမီဒီယာတွေမှာတော့ဒါဒီလိုမျိုးသတင်းနေတာထွက်နေပေါ့နော်။ဒါ JP Morgan ကလည်းဒါဒီလိုမျိုးဒါ MSCI ကနေတောင်ဖယ်ထုတ်လိုက်မယ်ဆိုလို့ရှိရင်တခြား financial institution တွေရဲ့သူတို့ရဲ့ structure ကို selling pressure ကပိုများနိုင်နေရှိတယ်ဆိုပြီးဒါမီဒီယာတွေမှာပြန်နေတာပေါ့နော်။အဲ့တော့ဖြစ်နေကြတာတော့နှစ်ခုရှိတယ်။ဒါလူတွေကိုတမင်ဖီးယားပြန်မီဒီယာတွေကနေကြိုပြီးတော့မှဖြန့်လာလဲဖြစ်နိုင်တယ်။တကယ်ဖယ်ထုတ်မဲ့အခြေအနေလည်းပဲဖြစ်နိုင်တယ်။ အဲ့တော့တကယ်ဘယ်ထုံးမထုတ်ကိုတော့ဘယ်တော့မှသိရမလဲဆိုတော့ကျွန်တော်တို့အခုဒီဇင်ဘာလ31ရက်နေ့ပေါ့နော်ဒါသူတို့ရဲ့ consultation end ကဒါဒီဇင်ဘာ31ရက်နေ့နဲ့ဒါနောက်လာမယ့် January 15ရက်အတွင်းမှာဒီ decision ကိုအတိအကျသိနိုင်မယ် ဒီဖြစ်စဉ်ကတော့ကျွန်တော်အရင်မေးထားရတာပေါ့နော်အဲ့တော့ဒီ macro strategy တရားနေတာဖက်ထုတ်နိုင်ခြင်းရှိတယ်ဒီကလေးသားလူဖက်ထုတ်နိုင်ခြင်းရှိတယ်ဆိုလို့ရှိရင်ဒါဘာတွေဖြစ်နိုင်လဲပေါ့နော်အဲ့တော့ဘာတွေဖြစ်နိုင်လဲဆိုတော့သူ selling pressure က2.8 billion ကနေဒါ8.8 billion လောက်တိဒါ selling pressure ဖြစ်နိုင်တယ်အဲ့တော့ဒီ selling pressure ကဒါ macro strategy ရဲ့ stock share တွေကိုဒါ selling pressure bitcoin ကိုတိုက်ရိုက်မဟုတ်ဘူးနော်ဒါပေမဲ့ bitcoin နဲ့ macro strategy เนี่ยဒါဆက်ဆက်နေတာဖြစ်တဲ့အတွက် macro strategy ပေါ်မှာဒါ selling pressure 2.8 to 8.8 billion လောက် selling pressure ဖြစ်ပြီဆိုလို့ရှိရင်ဒါ indirect အနေနဲ့ เนาะ internet အနေနဲ့ bitcoin market ပေါ်မှာလည်းပဲဒါ2 to 5 billion ဝန်းကျင်လောက်တိ selling pressure ဖြစ်နိုင်နေဆိုပြီးဒါအရင်ကနေတုံ့တက်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ crypto သမားတွေအနေနဲ့ဘာကြောင့်ဒီ macro strategy အကြောင်းနေသိဖို့လိုလဲဆိုတော့အချက်ကတော့နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ဒီ macro strategy က bitcoin မောင်း6သိန်းပေါ့เนาะဒီကျွန်တော်တို့ဒီ bitcoin တစ်ခုလုံး yeah percentage 3%ဝန်းကျင်လောက်ကိုသူကင်ထားတာဖြစ်တဲ့အတွက် macro strategy ရဲ့ structure ရအတက်ကြကဒီ bitcoin market ပေါ်မှာတည်ရမှုရှိတယ် နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီ investment လုပ်တဲ့အခါမှာကျွန်တော်တို့ crypto market တစ်ခုထဲမှာ100%ပုံအောင်ပြီး invest လုပ်တယ်ဆိုတဲ့အကအမြင်များပါတယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်ဒီ investment concept ပြရဆိုလို့ရှိရင်ကျွန်တော်တို့ diversification လုပ်ထားတင်တယ်။ကျွန်တော်တို့ဒီ crypto market အတင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ crypto market ကိုဒါလူတယောက်ချင်းစီရဲ့ strength မှောင်မှုတည်ပြီးတချို့တွေကဒါ crypto ပို့သဘောကျမယ်။တချို့တွေကြတော့ဒါ stock ကိုပို့ပြီးသဘောကျမယ်။ကျွန်တော်ဆိုတော့ဒါက crypto ကိုပို့ပြီးသဘောကျတဲ့အထက်မှာပါတယ်။အဲ့တော့ crypto က major investment ဖြစ်ပြီးတော့မှ channel stock တို့ရွှေတို့อ่ะဒါကျွန်တော်တို့က diamond investment ဖြစ်နိုင်တယ်ဒါကြောင့်မို့ဒီလိုမျိုး stock share နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်အနေနဲ့ဒါ miner အနေနဲ့တော့ကျွန်တော်အနေငယ်လေ့လာထားတယ်အဲ့တော့ဒီ macro strategy stock တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ ပြီးကနေဇွန်လလမှာဒါအမြင့်ဆုံးဖြစ်လဲပြီးလဲပြီးတော့ဒါအောက်တိုဘာလအစပြီးဒါဈေးတွေကျနေတာပေါ့နော်အခုဒီလိုမျိုးဒါ structure တွေဒီလိုမျိုးဒါထုတ်ကျနေတဲ့အကြောင်းရင်းထဲမှာဒါဆော့ဆော့ကသတင်းတွေလည်းပါတယ်လို့ဒါ Bitcoin market crash ဖြစ်လို့ဒါ micro strategy ရဲ့ဈေးတွေထုတ်ကျတာလည်းပါတယ်အဲ့တော့သူထုတ်ကျတဲ့ရာခိုင်နှုန်းကဒါ Bitcoin တင်ပုံများတယ်ဒါ Bitcoin ကျတာကဒါတသိန်း2000ကနေဒါ10000ဆိုလို့ရှိရင်သူက50%လောက်မကျဘူးဒါပေမဲ့ micro strategy သူကျတဲ့ရာခိုင်နှုန်းကသူ့ share တစ်ခုရဲ့တန်ဖိုးဆိုရင်ဒါဇွန်လလမှာတော့သူ့တန်ဖိုးကဒါ450လောက်ရှိတယ် 150လောက်ရှိတဲ့ဟာကလည်းခုကျွန်တော် ပြောနေချင်မှဒါ180ဆိုတော့သူကြားရရခိုင်တော့ဒါ Bitcoin ထက်ပိုများတယ်လို့ပြောလို့ရတယ်။အဲ့တော့သူကြားရရခိုင်တော့ကျွန်တော်ဒီမှာဆိုရင်တိုင်းတာကြည့်မယ်ဆိုလို့ရှိရင်သူကြားရရခိုင်တော့65%လောက်ရှိတယ်။အဲ့တော့လလောဆယ် short term မှာတော့ဒီလိုမျိုးဒါ MSCI ကနေဖယ်ထုတ်မယ်လို့ပါလို့ဒီလိုသတင်းတွေကြောင့်ဒီ macro strategy ရဲ့ structure ပေါ်မှာဒါ impact အများရှိနိုင်တယ်။ detail level တိုင်းနေအများကြီးဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ရေရှည်မှာတော့သူ့ရဲ့အဓိက holding ကဒါ Bitcoin ကိုကင်တာတာဖြစ်တဲ့အတွက်ပြည်ပစိတ်ဘူးစရာတော့မရှိလာဘူးဒီချိန်မှာတော့ကျွန်တော်အနေနဲ့ဒီ macro strategy stock share ပေါ်မှာ investment လုပ်မှာဆိုရင်ဒီချိန်မှာတော့ risk များတာဖြစ်တဲ့အတွက်ကျွန်တော် investment မလုပ်ဘူးဒါပေမဲ့နောက်2026အကုန်ဒါ Bitcoin ဈေး9600တန်းလောက်ကိုကျွန်တော်ရောက်တဲ့အချိန်ကျရင်တော့အချိန်ကျရင်တော့ကျွန်တော်ဒီ macro strategy invest လုပ်ဖို့စဉ်းစားစဉ်းစားမယ်ဒီညမှာဒီ stock share invest လုပ်ထားတဲ့ပတ်သက်ပြီးတချို့မေးကြတာတွေရှိတယ်အဲ့တော့မြန်မာပြည်ကလူတွေအနေနဲ့ဒီလိုမျိုးဒီ macro strategy တို့ပြီးလို့ရှိရင်တခြား stock share တွေကိုဘယ်လိုဝယ်လို့ရမလဲပေါ့နော် လောလောဆယ်အနေထားမှာတော့မြန်မာပြည်မှာနေတဲ့မြန်မာတွေအနေနဲ့ဆိုလို့ရှိရင် stock broker တွေမှာအကောင့်ဖွင့်ပြီးဝယ်ဖို့ကတော့မလွယ်သေးဘူး။ဒါပေမဲ့ဘလို့လူတွေဖြစ်နိုင်လဲဆိုတော့နိုင်ငံသားရောက်နေတဲ့လူတွေဆိုပါစို့စင်ကာပူရောက်နေတဲ့လူတွေဆိုလို့ရှိရင်သူတို့မှာဒီ broker အကောင့်ဖွင့်ဖို့ international bank account ရှိတယ်။ပြီးတော့ address verification လုပ်ဖို့အတွက်အဲ့ဒီမှာနေထိုင်နေတဲ့ဒါ address တခုခုရှိတယ်ဆိုလို့ရှိရင်တော့ဒါ broker account ဖွင့်ပြီးတော့မှ start share တွေထည့်ရဝယ်လို့ရတယ်။ ဒါပေမဲ့မြန်မာပြည်လူအများစုအတွက်ဆိုရင်တော့ stock broker account တွေတရားဖွင့်ဖို့ဝယ်လို့တော့မရသေးဘူး။ဒါပေမဲ့တရားဝယ်လို့မရပေမဲ့တော်ဝိုက်ပြီးတော့ဝယ်လို့ရနိုင်နေတော့ရှိပါတယ်။ အဲ့တော့အဲ့ဒီ stock share တွေကိုတုံကင်အနေနဲ့ internally ဝယ်လို့ရပါတယ်။အဲ့တော့အဲ့ဒီတုံကင်တွေကိုဒီ Binance Exchange နဲ့ MEAC Exchange တို့ကနေအဲ့ဒီတုံကင်တွေကိုဝယ်လို့ရပါတယ်။အဲ့တော့ stock share အတိုင်းတော့မဟုတ်ဘူး။နာမည်ကြီးတဲ့ stock share တွေပေါ့နော်။ဥပမာဆိုရင်ဒီ Apple တို့ Tesla တို့ Nvidia တို့အဲ့လိုမျိုးနာမည်ကြီးတဲ့ stock share တွေဆိုလို့ရှိရင်နော်ဒီတုံကင်အနေနဲ့ဒီ Binance တို့ MEAC တို့ကနေဝယ်လို့ရပါတယ်။အဲ့တော့အဲ့တော့ပုံမှန် Bitcoin တို့ Ethereum တို့လိုဝယ်သလိုမျိုး Spore ကနေအလွယ်တကူဝယ်လို့တော့မရပါဘူး။အဲ့တော့ဘယ်လိုဝယ်လို့ရနိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုတော့နောက်လာမယ့် video တွေကြားမှာ ကျွန်တော်အသေးစိတ်ဆက်ပြီးတင်ပေးပါမယ်အဲ့တော့မဆိုလို့ crypto investment နဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆက်လက်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော် Digital Genius Channel ရဲ့ playlist မှာ lesson 1 to 10မှာအသေးစိတ်တွေ့ရလေ့လာနိုင်ပါတယ်။မဆိုလို့ crypto နဲ့ပတ်သက်ပြီးတော့နေပညာနဲ့ပတ်သက်ပြီးတော့ investment နဲ့ပတ်သက်ပြီးတော့ဆက်ဝင်စားရဲဆိုရင်ကျွန်တော် Digital Genius Channel ကို subscribe ကြပါပြီပါ။အားလုံးကျေးဇူးတင်ပါတယ်။နောက်လာမယ့် video တွေမှာဆက်လက်ဆွံ့နေပါမယ်။